ပုံဆိုးမကျမတို့မိသားစုဘလို့ဝဘလို့ကွဲကွာလာခဲ့ကြတယ်ဆိုတာကျမမသိပါဘူးကျမသိတာကျမဘိုက်ရန်စနေပြီဆိုတာပါပဲဘိုက်ထဲမှာစာလုံးလုံးအစာစားရဖို့ချောင်းနေခဲ့တယ်ကျမရောက်နေတဲ့လမ်းမကြီးပေါ်မှာကားတွေတစီပြီးတစီဖြတ်မောင်းနေတာလွဲလို့စားစရာဆိုတာဘာမှမရှိဘူးတအိမ်အိမ်ကမှ အလစ်ဝင်မစားရင်ဘယ်မှကျမစားရမှာမဟုတ်ဘူးကားလမ်းဘေးမှာတိုက်ကြီးတွေပဲများတယ် အားလုံးဟာအခိုင်အမာလုံးကျုံနေလို့တော့ကျွန်မဝင်ဖို့မလွယ်ဘူးအဲ့ဒါလို့ကျွန်မစိတ်ညစ်နေတော့မှ ကားတစီမောင်းထွက်သွားခဲ့တဲ့ချက်ဟာတကားပွေနေတာတွေ့လိုက်ရတယ်တန်တိုင်တွေစိုက်ထားတဲ့အုတ်နေရံလေးပြီးမှပြေးကပ်လိုက်ရင်ဟိုဟိုတီတီကြည့်လိုက်တယ်လူရိတ်လူရောင်မမြင်တာနဲ့ကျွန်မလည်းရဲရဲတင်းတင်းပဲတိုက်ဘေးကိုကိုယ်ဝင်လိုက်တယ်နောက်ဖေးဘက်စီကိုခြေလန်းဖော့ဖော့လေးလမ်းမယ်ပြင်းတော့အမလေးလန့်လိုက်တာကျွန်မယူနေတုံသွားတာပဲ အကန့်လာရစီကြည့်လိုက်တော့အိုးနဲတဲ့ခွေးကြီးလားအမွေတွေဖွာရရနဲ့ကြားရဲ့ကြည့်တကောင်ကျမကိုကြိုက်ဆွဲဖို့ပြည့်နေတယ်။ဒါပေမဲ့ तू ကျမစီလာလို့မရဘူး။ကျမလိုလွတ်လွတ်လပ်လပ်မဟုတ်ဘူး။ကြောက်ကြောက်လန့်လန့်နဲ့ကျမဆွတ်ပြီးတော့တကားပေါက်မျက်စိလေနေတယ်။ဘလက်ကီဘာဟောင်းနေရလဲထကြည့်စမ်း။ဆိုတဲ့အတန်နဲ့အတူကောင်းလေးတယောက်ဘွားကနေပေါ်လာတယ်။အိုးဘယ်ကခွေးလဲ။ ခွေးတကူဝင်လာဟိဆိုပြီးကျမနောက်ကနေလိုက်ချောက်ကြတယ်ဒီတော့မှစကားပေါက်တွေ့ပြီးကျမတအားတုတ်ပြေးခဲ့ရတယ်ခွေးကြီးရဲ့တဝဝဟောင်းတန်နေရတော့စူညံနေရခဲ့လေကြောက်လုံးလို့ဘိုက်စာရတောင်ဘယ်ပြောက်သွားမှမသိတော့ဘူးခွေးကြီးကိုခြိထားလို့သားရဲ့ပေါ့ခြိများမထိုင်ကျမအသားတွေကစားစီပြတ်ထွက်အောင်ကြိုက်ဆွဲမှာပဲလမ်းမဟုတ်ပဲရောက်တော့ခြံတကားပိတ်တန်နေအတူဒီလိုခွေးလေခွေးလေနေဝင်းမဆိုးလို့တကားပိတ်ထားရတာပေါ့ထွီ ဆိုတဲ့အတန်ကိုကျမကြားလိုက်ရတယ်။ထက်လန်းလန်းရောက်တော့လမ်းဘေးတဲ့ပင် အရေးအောက်မှာအခဏနားလိုက်တယ်။စားလိုက်တာ။ဒီအတိုင်းနေလို့တော့မဖြစ်သေးပါဘူး။လမ်းလွင်ကအိမ်တွေကိုလှမ်းမြော်ကြည့်လိုက်တော့အားလုံးအခိုင်အမာပိတ်ထားတဲ့တိုက်တာတွေကြီးပဲ။ကျမဘယ်ဝင်လို့ဖြစ်မလဲနော်။ကျမလည်းစိတ်ပြက်ပြက်နဲ့အနောက်ဆူဆူကိုဆက်လျှောက်လာခဲ့တယ်။ဟော။ကြည်စမ်း။စားတော့ဆိုင်တစ်ဆိုင်မှာလား။အထဲမှာလူတွေစားတော့နေလိုက်ကြတာ။ ကျမဟာဘာလို့များစောစောကလေးကဒီလိုဆိုင်မျိုးကိုမစင်းစားမိတာပါလဲ။တထေးတိုက်ထဲစွဝင်သွားပြီလို့အမောသာအဖတ်တင်ရင်ဘာအနံ့မှတောင်မရခဲ့ဘူး။ဆိုင်ရှိမှာခောက်တော့ခောက်ပြဲရှောင်ရင်ကျမအမိကိုတဖြည်းဖြည်းနဲ့မိတယ်။ဒါပေမဲ့ဘယ်သူကောင်းသားတစ်ယောက်ကမှကျမကိုအေးမဆိုင်ကြပါဘူး။သူတို့ဟာစားလိုက်ကြ၊တောက်လိုက်ကြ၊တွားဝါဒဟာဟာရေမောလိုက်ကြနဲ့။ဘသူမှကျမကိုသတိမထားမိကြတာတော့တမျိုးတော့ကောင်းပါလေ။ဆိုင်ထဲကိုကျမခိုးဝင်လိုက်တယ်။ အာပါမွေးလိုက်ကျိုင်းလိုက်တာအနံ့တလိုင်းလိုင်းနဲ့စပွဲတွေအောက်ကိုဝင်ခိုးရင်အာရပါရမွေးရှိုက်လိုက်တယ်။ကျမမှအဆင်ပြေသွားသလိုပါပဲ။ကျမကဘယ်သူမှဂီယုမပြူမကြမိဘူးဆိုတာသိတော့စိုင်းနောက်ပြေစုတ်ဝင်သွားလိုက်တယ်။ဖြစ်ချင်ရဖြစ်တော့ပေါ့။အိုးကြည်စံဒီချင်းနောက်နဲ့မှစားကျွန်းစားကျန်ဒီမှာ မနှဲလိုက်ဘူး။ကျမလည်းစားကျင်စောနဲ့တရေတွေတများများကြလာလေ။ချင်းနောက်လက်နှစ်ဖက်နဲ့တွဲကုတ်ပြီးအာရပါရစားမယ်လို့တော့ ဟဲ့ခွေအမအတင်ရဲလိုက်တာဗျာငါတို့အဆူကိုနင်လာလူတာပေါ့လေဆိုပြီးဆာရအလုတ်သမားလေးကဒုံနဲ့လိုက်စော်လို့ဖဝါနဲ့တင်ပါတစားတဲ့ကြောင့်ပြေးခဲ့ရတယ်။စမရဲ့ကြောကုန်တစ်ချက်ဖေမီကိုတစ်ချက်နှစ်ချက်မိသွားတယ်။ဘိုက်ကဆာရတဲ့အထက်နားတဲ့တန်းတိုးလာလို့စိတ်တောင်ပြက်မိရဲ့။ဒါနဲ့ပဲကျမခီးဆက်ခဲ့ပြန်တယ်။ဒီတခါတော့လမ်းမကြီးအတိုင်းမသွားပဲလမ်းသွယ်လေးချိုးကွေလိုက်တယ်။အင်းတို့ကအကျက်သိလို့ အနက်နွေရလဲလှိုင်းလို့ကျမကပဲစာလုံးနေလို့လားမသိဘူးအနက်ခံကောင်းနေလိုက်ပုံအင်ဂျိုအင်ကြားတဲ့ဝင်ပြီးစားကျွန်းစားကြံကိုရသလောက်ကောက်စားဖို့ဆုံးဖြတ်လိုက်တယ်။ဘဲနေချင်းကျမစာလုံးနေပြီလေဒီတော့အင်တိန်နဲ့စုဝင်လာပြီးအနက်လာရမီးဖို့ကြောင့်လည်းအရောက်ဝင်ခဲ့တယ်။ပတ်တက်ရပြီးဟင်းအိုးအဖုံကိုနှုတ်သီးနဲ့ထိုးလန့်ချလိုက်တယ်။ဘာရင်ညာရဲ့ကျမမစင်းစားတော့ပါဘူးအတင်းထိုးစားပစ်တယ်။စားကောင်းနေတော့ရှိသေးရဲ့ကျမနောက်က ။ဟာဖင်းအုပ်ကိုခွေးတကူလန့်စားနေတယ်။လိုက်စမ်းကိုဘက်ကတယောက်ပိတ်ဒီဘက်ကတယောက်ပိတ်မလွတ်စေနဲ့။ညာတန်တွေပေးပြီးကျမကိုထုကြတယ်။ဒုတ်အုတ်ခဲကျိုးတွေဟာငိုးသီးမိုးပေါက်တွေလို့ကျမကိုပေါ်ကြလာတယ်။ဘလို့မှရှောင်မလွတ်ဘူး။ကျမရဲ့နှစ်ဖူးတဲ့တွေကိုအုတ်ခဲကျိုးဝင်မှန်တော့သွေးတွေဖျားဆီးကြလာတယ်။နားလိုက်တာလေ။ကျမတကင်ကင်အော်ရင်ထွက်ပြေးခဲ့ရတယ်။စားထားတဲ့အစာလေးလေဘယ်နံမှာသွားကတ်တယ်မသိလိုက်ရပါဘူး။ကျမလည်း နာကျင်လုံးလို့မျက်ရည်တွေကျလာတယ်။အော်ငါအဖြစ်ကဟာနေတဲ့ဝမ်းကလေးဖြည့်ဆည်းဖို့အတွက်တောင်မလွယ်ပါလား။ဟိုအဖြစ်ဒီရရိုက်နေစိုးလာကြည့်ရဲ့လို့တွေးမိပြီးကျမငိုတာပေါ့။တန်ရာတန်ချက်တွေကနှောင်းလုံးလို့ဘာမှလဲစားကျင်စေမရှိတော့ပါဘူး။လေးကန်နဲ့ခြေလန်းတွေနဲ့ခြေဥတရာတွေရွေရွေလျှောက်လာခဲ့မိတယ်။ဒီတော့မှပဲကျမဘေးမှာရန်သူတွေဝိုင်းလာတယ် ကျွန်မတကီးကီးတကယ်ကယ်မန်ဖီပြီးကျွန်မနောက်ကိုခွေးတွေအောင်လိုက်လာတယ်။ကျွန်မစူးစားပြီးပြေးတယ်။ရှေ့မှာလဲခွေးတအုပ်။ကျွန်မဘယ်ဦးပြေးရပါမလဲရှင်။မပြေးလို့ရလဲမဖြစ်ဘူး။သူတို့ဒရီယာသားဝိုင်းဆွဲလိုက်ကြိုက်လိုက်ရင်ကျွန်မနေရာမှာပဲပွဲချင်းပြီးနိုင်တယ်။ပြေးပြေးကျွန်မကိုကျွန်မအားပေးရင်အားပြေးပြီမလွယ်ပါဘူးရှင်။သူတို့ကျွန်မကိုဝိုင်းကြိုက်ကြတယ်။ကျွန်မအသက်ကအော်ရင်ဘာမှပြန်ပြီးမခုခံနိုင်တော့ပါဘူး။ ။ဩရလုံးလုံးငဲတဲ့နှွေအောင်ပါကုန်ပြီ။ကက်ခွေးဒီ။အော်ဒီခွေးမလေးကိုပဲဝိုင်းကိုက်နေကြတယ်။သွား၊ကဲဟာ၊ကဲဟာ။ဂျေဇူးကြီးလိုက်ပါပြီရှင်။စမောဝိုင်းကင်နေတဲ့ခွေးတွေကိုမောင်းထုတ်ပြီးတဲ့လူကြီးကိုကျေးဇူးတင်လိုက်တာစမောအနိုင်ကျင့်တဲ့ခွေးတွေဟာသူတို့နိုင်သူပေါ်တော့တချို့တည်းလစ်တော်တာပေါ့တော်တော်လေးဟုတ်တဲ့ခွေးတွေလေစမောဘက်ကလူတယောက်ရှိလာပြီးမှအာကိုတကြီးမော့ကြည့်လိုက်မိတယ်။သွာ တကင်ကင်နဲ့အော်မနေနဲ့နားညည်တယ်။အိုးလူဆိုတာအမျိုးမျိုးပြောင်းလဲတတ်ပါလား။အခုပဲကျမကိုကူညီခဲ့တယ်။အခုပဲမောင်းထုတ်ပြန်တယ်။ဒီဤဒီဟိုင်းနဲ့ကျမထပြေးခဲ့ရတယ်။တော်ကြကျမကိုထခံလိုက်ရင်ဒုက္ခ။ဒီလိုနဲ့သာပြေးနေရတယ်။ကျမဝမ်းနဲ့မှဘာအစားမှကောင်းကောင်းမသွင်းရသေးပါဘူး။ဒီကိုလုံးလဲနာလာပြီ။နှစ်မှုထက်ကသွေးတွေကလည်းစီးကြနေတယ်။မိုးကလည်းတဖြည်းဖြည်းထုတ်လာပြီ။အမောင်ရောက်တော်မယ်။ကျမလေး ဘိုက်စားပေးမယ်ဘယ်ဦးမှဝင်မစားရတော့ဘူးမောလိုက်တာလည်းအလွန်ပါပဲဒါနဲ့လမ်းပေးထက်တိုင်အောင်မှခွေနားလိုက်တယ်ထက်တိုင်ကမီးမလာလို့တော်သေးရဲ့စမဘသူမှကောင်းကောင်းမမြင်ရတော့ဘူးပေါ့ဒါပေမဲ့တိတ်မကြပါဘူးအယက်မူသမားတယောက်ရောက်လာတယ်စမနားကိုကတ်လာတော့စမကိုတက်နေမှဆိုးရတာကြောင့်ရောင်းပြီးသူ့ကိုထခဲလိုက်မိတယ်ဟာဒီခွေကဲဟာသူကခဲတလုံးကောက်ပြီးစမကိုထုတယ်စမလည်းပြေးရပြန်တာပေါ့ တော်သေးရဲ့အမှုသမလက်မတည့်လို့လက်များတည့်ရင်ကျမရဲ့ရင်ဝမှန်မှအသေးကြပါပဲ။တပြေးပြေးနဲ့ပြေးလာလိုက်တာတာယိုးကြီးတစ်ခုပေါ်ကျမရောက်လာတယ်။တာယိုးပေါ်မှာခိတနာရင်လူတွေခွေးတွေမြင်တာနဲ့တာယိုးအောက်ဘက်ဆိုင်နေကိုစင်ပြေးခဲ့တယ်။ဝင်းချက်မခတ်ထားတဲ့အင်စုတွေကိုမြင်တော့ကျမအားနေနဲ့တက်မိတယ်။ညကလည်းတော်တော်မောင်းလာပြီ။အမှန်ပြောရရင်ကျမဘိုက်စာပဲမဲစားကျင်စေမရှိတော့ပါဘူး။ဒီတစ်ခါစားမိရင်ထက်ရမယ်ထန်ရအောင်လေကျမမခံနိုင်တော့ပါဘူး။ ဒါကြောင့်အတော်လေးချောင်ကြတဲ့တဲကလေးတစ်လုံးရဲ့ဂရင်အောက်ကိုခိုးဝင်လိုက်တယ်။ကလေးအော်သန်နေကြွကြညံနေလို့ကျမဝင်အောင်အင်ဂျီနဲ့မသိကြပါဘူး။ကျမကိုလည်းသူတို့တရီထားမိကြမှာမဟုတ်ပါဘူး။သူတို့ရဲ့စားရေးတောက်ရေးအတွက်အခုမှချင်းမီလက်လက်လေးတွေနဲ့ချက်ပြုတ်နေကြတော့ကျမလည်းမောမောနဲ့ဂရင်အောက်မှာအိပ်ပျော်သွားတယ်။တမီးလေးတွေရဲ့ပါစလုံးတန်းဇွန်းတန်းတွေကြောင့်ကျမပြန်နိုးလာတယ်။ကြည်စမ်းကလေးတွေထမင်းစားနေတဲ့ဘေးမှာ ။သမင်းလုံးတွေအယိုးတွေကျွန်မဘိုက်တွေစားလာပြန်နေ။ဒါပေမဲ့သွားမစားရဲဘူး။စားရမှာတဲ့အရင်နဲ့ခံရမှာပိုကြောက်နေမိတယ်။ဒီတော့ကရင်အောက်မှာပဲငိမ့်ငိမ့်လေးဝတ်နေရတယ်။တကူလုံးလဲနာလီနေတော့လှုပ်တာမလှုပ်ချင်တော့ဘူး။ခေါင်းကိုပြန်အချောက်မှာအယိုးတယိုးကကျွန်မနဲ့မလန်းမကန်ကိုလွင့်ကြလာတယ်။ဘာပြောကောင်းမလဲကျွန်မလည်းပြေးဟက်မိတာပေါ့။ဟေ့ဟိုမှာခွေးလေး။အိုးအိုးဒီမှာယော့ယော့ ကလေးတွေရာလီတမောခေါ်ပြီးထမင်းပုံကျွေးတယ်။သူတို့ထိုင်နေတဲ့မြေကြီးပေါ်မှာပဲပုံကျွေးတာ။တမောမစားရဲစားရဲဖြစ်နေတော့။ဟာခွေးလေးမှာတွေးနေနဲ့။တမောအနောက်ကလေးတွေရောက်လာတယ်။တမောဝိုင်းအောင်ကြည့်ကြတယ်။တနာပါတယ်ကွာဘသူကရိုက်လွတ်လိုက်တယ်မသိဘူး။အိုးဟုတ်ပါရဲ့။အဖေအဖေရေဒီမှာခွေးလေးပြတွေးနေနဲ့။ ကလေးတယောက်ကအော်ပြောတော့လူကြီးတယောက်ကျွန်မအနားရောက်လာပြန်နေ။ကျွန်မလည်းကြောက်ကြောက်နဲ့ထပြင်းမဲ့လို့တော့လူကြီးကကျွန်မကောင်းကိုလာကိုင်းနေ။ပြီးတော့ကျွန်မကိုကျဉ်ကျဉ်နာနာပဲသွေးတွေဆွေးကြောတုပ်တင်ပေးတယ်။ခွေးလေးကိုကွာဘာလို့ဒီလောက်ထုလို့လိုက်ကြတာပါလဲ။လူမဆန်တဲ့ဟာတွေ။ကလေးတွေကသူတို့စလုံးထဲကထမင်းတွေပုံကျွေးတယ်။ကျွန်မမစားရတာမို့လူကြီးကိုမော့ကြည့်လိုက်တယ်။စားစားကြီးစားနေတယ်မလား။အိုး ကျမအိမ်မက်တွင်များမက်နေရောသလားတဏီကုန်တဏီကန်မရမနာပြေးလွားခဲ့ရတဲ့ကျမကိုစင်နာတနာတက်တဲ့လူဆိုတာရှိပါသေးတာလားကျမဝမ်းနေလိုက်တာလေသမီးမစားနိုင်အောင်လုပ်ပါပဲကျမဂရင်အောက်ကိုပြန်ဝင်ခဲ့တယ်တနာပါတယ်သမီးတော်မစားနိုင်ကြဘူးကျမမျက်စီထဲမှာတိုက်ကြီးတွေစားတော့ဆိုင်ကြီးတွေလမ်းပေါ်ကပူကျတဲ့ခွေးကြီးတွေမြင်အောင်လာတယ်ပြီးတော့ကျမတွေ့ခဲ့ရတဲ့လူတွေ ကျမကျင်နာတက်တဲ့မိသားစုလေး။အော်လူမျိုးချင်းမတူညီကြပါလားနော်လို့သာအောင်းမေးလိုက်ရပါတယ်။နောက်တနေ့မနေ့ရောက်တော့ကလေးတွေကကျမကိုလာကင်တယ်။တညတာအိတ်ဆက်လိုက်ရလို့လား။ကျမကိုကျမစိတ်ချနေရလို့လားမသိဘူး။ကျမလန်းဆန်းနေတယ်။သူတို့ကြွေးတဲ့ထမင်းရည်တူတဝါကြီးတောက်ပြက်လိုက်တယ်။အဖေဒီခွေးလေးကိုကျွန်တော်တို့မွေးရအောင်နော်။သူနေချင်းနေပစည်းပေါ့ကွာတို့မှာထမင်းရည်တော့တိုက်နိုင်ပါတဲ့။ ။အိုးသခင်ဝမ်းသာလိုက်တာ။ဒါကျမရဲ့ပထမဆုံးသခင်တွေပါပဲ။ကျမလေးသူတို့ရှာနေလိုက်ရတဲ့။ခေါင်းနဲ့ပုတ်တယ်။အမိကိုနမ်းပြတယ်။ဘုတ်ပြီးရှစ်ခိုးတယ်။ဒိမ့်ပါတယ်နော်။ဒါမဲ့ရုပ်ကတိတ်ဆိုးတယ်။ဟုတ်ပါရဲ့။ကျမရုပ်တိတ်ဆိုးပါတယ်။ကျမကိုဘွားအမွေးတူတူလေးတွေဟာတချို့ဝဲစားလို့ကြွတ်နေတယ်။ကျမရဲ့အဆင်းကလည်းအပြုံနဲ့အနံ့ကြောင်ကြောင်ကြားကြား။နရွက်ကတူတူ မျက်နှာလုံးပွားပွားနဲ့အမြင်တော့ဆိုးသရှင်အဖေတို့နာမည်ပေးရအောင်အင်းရုပ်ဆိုးတယ်ဆိုတော့ပုံဆိုးမှလို့နာမည်ပေးလိုက်ကွာဟာဟာဟာကြည်စံကံများတက်ချင်လာတော့ခွေးတခုမှခွေးလီမှဆိုတဲ့အမည်ရနေစမအိုလီ ပုံဆိုးမှလို့တခင်ကနာမည်ပေးလိုက်ပြီပုံဆိုးမှပျော်လိုက်တာ စမသိတ်သဘောကျတာပဲစမမှာတခင်ရှိပြီ ကိုပိုင်နာမည်ရှိပြီ ကိုပိုင်စားကွက်ရှိတာပြီ။ကျမဟိုးဝင်တီးထွက် ခိုးစားစရာမလိုတော့ဘူး။ကျမခိုးမစားချင်တော့ဘူး။သူတို့တွေနေတဲ့ကြာရိုးအောက်ချိုင်ရရက်ွက်လေးကစီယိုမရှိအကာမရှိဆိုတော့ကျမလွတ်လွတ်လပ်လပ်သွားချင်ရသွားရံမှုမဲ့သူမရှိဘူး။ခွေးတွေအားလုံးလည်းတကောင်နဲ့တကောင်မကိုက်ကြဘူး။အားလုံးတသားတဲ့။ဘဲခွေးစားအိုးကိုဝင်စားအစားငောင်းမဲ့ပြင့်မဲ့ခတ်မဲ့သူမရှိဘူး။ထမင်းကြီးတွေတင်းနေအောင်တောက်ရတာကိုပဲကျမကျေနပ်နေပါပြီ။ ။သခင်တို့မိသားစုလေးနဲ့ကျမဟာအတော်ကလေးချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးရှိလာတယ်။သခင်ကလေးတွေကစားတဲ့နေရာရေချိုးသွားတဲ့နေရာတွေကို လိုက်သွားပြီး ကလေးတွေကိုကျမစောင့်ရှောက်တယ်။ကလေးတွေကလည်းကျမကိုတွေ့တာကြတယ်။ပုံဆိုးမပုံဆိုးမကျမကိုခေါ်တန်းကြတာနဲ့သခင်စီအပြေးသွားလိုက်တယ်။သခင်ကလေထဲကိုလက်နိုင်ပြီးထုတ်လိုက်တော့အိုးအမဲရိုးတွေစားစမ်းပုံဆိုးမငါဈေးထဲကကောက်လာတာ ကျမပေါ်မှာအတက်လို့စေတနာကောင်းတဲ့တခင်တို့မိသားစုကျမအသက်နဲ့လဲကာကွယ်ဆောင်ရှောက်မယ်လို့အမေရိုဆိုင်တစ္ဆာပြုလိုက်ပါတယ်။ဒါရင်မဲ့ရှင်တကယ်တမ်းကျတော့ကျမမတက်နိုင်တာတွေအများကြီးပါ။တခင်တို့မိသားစုထမင်းမချက်နိုင်တဲ့အခါတခင်ကလေးတွေစာလောင်ငိုကြွေးကြတဲ့အခါကျမမတက်နိုင်ခဲ့ဘူး။ကျမကိုယ်တိုင် ထမင်းရီမတော့ရတဲ့ရက်တွေမှာတခင်တို့ကိုတနာမိတယ်။ကျမကြေကွဲရပါတယ်။အဲ့ဒါလို့ကြေကွဲနေရတော့မမျော်လင့်မယ်။ကျမရင်ကွဲရတော့တာပါပဲ။ ။တခင်တို့မိသားစုအိမ်ပြောင်းကြတော့မယ်။တခင်တို့တွေအိမ်လေးကိုဖျက်နေကြပြီ။ကျမကိုခေါ်ပါလားတခင်။မထားခဲ့ပါနဲ့နော်။တခင်နာကိုပူတီပူတက်လုပ်ရင်တောင်းပန်မိမယ်။တခင်ဟာကျမကိုအရေးမဆိုင်နိုင်ပါဘူး။သူလှုပ်ရှားရှိတဲ့အလုပ်တွေကိုပဲကုန်းယုံလုပ်နေတယ်။ကျမရင်းနေပူလိုက်တာ။တဖြည်းဖြည်းနဲ့ရှေ့ပြေးလိုက် နောက်ပြေးလိုက်လုံနေမိတယ်။ကျမကိုဘယ်သူမှသတိထားမိကြပုံမရပါဘူး။ကျမမှသာဟောကားကြီးလာပြီ တကင်းတို့အိမ်ကိုတဲဆောင်သွားမဲ့ကားကြီးလာပြီလူကြီးတွေပစ္စည်းတွေတဲကြတင်ကြလုံနေတော့ကလေးတွေနာကျမတိုးကက်သွားလိုက်တယ်ကလေးတွေကကျမကိုဖတ်ထားကြတယ်ကျမလည်းသူတို့လက်တွေပါတွေခြေတော့တူအငမ်းမရရက်နေမိတယ်ကလေးတွေတက်ကြလေဩပုံဆိုးမတခင်ဟာကျမကိုတရိယသွားပြီတခင်ရှေ့ကိုသွားပြီကျမဝတ်လိုက်တယ်တခင်ခြေတော့ကို ရှာနေရတယ်ကျမခြေတော်တွေနဲ့တခင်ကိုကုတ်တယ် ကျမကိုပါခေါ်နော်လို့ကျမပြောနေတာပေါ့ဒါပေမဲ့တခင်ကစိတ်ရှုပ်ထွေးနေဟန်နဲ့ကလေးတွေကိုပဲလမ်းអော်တယ်ကလေးတွေကအဖေပုံဆိုးမှရောမခေါ်ဘူးလားတခင်ကရင်အောင်ကြီးမောက်ကြွသွားပြီးတပြင်းကိုချလိုက်တယ်ပုံဆိုးမှရေငါတို့တောင်ဘလို့နေရမှန်းမသိသေးဘူးအစဉ်ပြေနှင့်လာခေါ်မယ်ဘဲမှမသွားနဲ့ကြားလာကျမကိုတခင်ထားခဲ့မယ်ပေါ့မခေါ်ဘူးပေါ့ကျမလေး သခင်ခြေထောက်နောက်ကိုအတင်းကုတ်တွဲလိုက်တယ်။ကားကြီးပေါ်သခင်တက်သွားတော့ကျမလိုက်မတက်နိုင်တော့ဘူး။ကားကြီးမောင်းသွားပြီ။ကျမအပြေးလိုက်တယ်။ပုံဆိုးမှနေခဲ့ အရှိရက်ကခွေးတွေလိုက်ကြိုက်လိမ့်မယ်။ကားပေါ်ကလမ်းကောင်းလိုက်တဲ့သခင်စကားကြောင့်ကျမခြေထန်းတွေရက်ပြက်လိုက်တယ်။အော်သခင်ဟာကျမကိုအရှိရက်ထရခွေးတွေကြိုက်မှာစိုးတဲ့လေလား။ကျမကြည်ကြည်ကွဲကွဲနဲ့ငုံငူကြီးရက်နေမိတယ်။ ီတုံးကဘေးကကားတစီဖြတ်မောင်းလာလို့ရှောင်လိုက်ရတယ်။ကားပေါ်မှာအောင်နဲ့ရဲ့သခင်တွေအောင်နဲ့ရောပါသွားလား။စံရီးခဲ့သလား။တိကျင်စုံနဲ့ရက်ွက်လေးတွေကိုကျမပြန်ပြေးခဲ့တယ်။အောင်နဲ့တူပါဝိုင်းလုံးသူတို့အားလုံးစံရီးခဲ့ကြတာပါလား။ကျမလိုပဲသူတို့လည်းလာပြင်းကွင်းနဲ့ရှောက်သွားနေကြတာပါလား။ကျမရဲ့ပတ်ဝန်းကျင်မှာတော့ကျမလိုဘဝတူခွေးတွေကြွတင်းနဲ့ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ကြွတင်း ီးတော့ဘာမှရှိမနေတော့တဲ့တလင်းကွင်းပြင်ကျမတို့တခင်ဘယ်တော့လာ ခေါ်မလဲဒီကနေ့ဖက်ပြသွားခဲ့တဲ့ဝှချိုတူလေးကတော့ MS 80နှစ်ဩဂတ်စ်လ1996မှာထုတ်ဝေတဲ့ရွှေအမြုတင်မဂ္ဂဇင်းမှာဖော်ပြခဲ့တာပဲဖြစ်ပါတယ်ရှင်